ကံဆိုတာကောင်းမြင်ကောင်းနေတယ်ရှိတယ်လို့ဆိုပြီးဆိုရတယ်တွေလည်းရှိတာပဲကွာဟမ်ဒါကတော့လွန်ဆင်းရတဲ့ဆင်းရဲသားတယောက်ရှိတယ်ကွာသူကဘလောက်တောင်ဆင်းရဲလဲဆိုရင်မဆိုးတဲ့ချိန်နဲ့ဓမ္မတက်လည်းပဲရှိရတယ်ဟမ်အဲ့လောက်တောင်ဆင်းရဲလားဟုတ်တယ်သူ့ရဲ့ဝါးစာကိုလည်းဓမ္မတစ်ချောင်းနဲ့တော်တဲ့သွားဖြင့်ခွေရောင်းချပြီးစားတော့တာပေါ့ကွာအေးပေါ့ဒီနေ့ကသူဒီလောက်ဆင်းရဲနေတာဇာတာလေးဗာလေးတက်မလားဆိုပြီးဘယ်ရင်သွားမေးရပေါ့ကံညက်နေတာလားပေါ့အေးပေါ့ ဲ့နဲ့ဗီရင်မေးတာပေါ့ကွာဆရာကျွန်တော်ဇာတ်လမ်းလေးကြည့်ပေးပါဆိုပြီးတော့အဲ့နဲ့ဗီရင်ဆရာကြီးကလည်းတွေ့တာချက်တာပေါ့ကွာအဲ့နဲ့တွေ့ချက်လဲပြီးတော့ဘာပြောမှန်းလဲဟာလေမင်းဒီချက်ကမွဲအောင်မှာတဲ့ဟာဟုတ်လို့လားပေါ့သူမှခွေးလဲမွဲနေရဟုတ်ပါမလားပေါ့အေးလေဟုတ်တာပဲလို့အေးပေါ့ဟုတ်လဲဟုတ်တာပဲလေအဲ့နဲ့သူလဲဗီရင်ဆရာပြောတဲ့စကားကိုတွေ့ရင်စိတ်ပြက်လက်ပြက်နဲ့ခိုင်းလို့ပဲတော့တဲ့ကိုထင့်ခွေထွက်လာတာပေါ့အဲ့လိုနဲ့နည်းနည်းရောက်မှာ သူ့ရှာနေဖူးကြီးတကောင်ဖြတ်ပြီးသွားပြီတာမိုတွေဝင်သွားရတယ်အဲ့နဲ့သူလည်းစားကန်ကျလို့မုတ်စိတ်ပြဆဲတာပေါ့ဒီပါအဲ့နဲ့ဖူးဝင်သွားတယ်တာမိုကဲဘောက်ဒီပါလေပိတ်ပြီးသူ့ရပါကွာဒီပါအဲ့မှာသူကကဲဘောက်ကိုသူ့ဝတ်ထားတဲ့ပစိုးနဲ့ပိတ်ပြီးသူ့ပါလေရောလူသားလူလာကလည်းပြန်နေလာဆိုတော့သူ့ဝတ်ထားတဲ့ပစိုးနဲ့ပဲဆို့လိုက်တာပေါ့ကွာကဲဘောက်တွေပါလေဒီပါအဲ့နဲ့တွင်းတွင်းဖူးက အဆိုးဆိုးထားတဲ့ခေပောက်ကနေထွက်လာပါလေရောရလိုက်ရောလားဘယ်ရလာရဲမှာလဲပုတ်ကထွက်လာပြီအဲ့နာမှာရှိရေကန်နဲ့ပြည့်စင်တာပေါ့ကွာပြည့်ရကိစ္စမရှိဘူးပဆိုးပါခေါင်းတူပြီးပါသွားတာဆရာအဲ့နဲ့ဟောမဖို့ဆိုပြီးစိတ်တို့တို့နဲ့ဓမ္မနဲ့လှမ်းပြလိုက်တာကန်ဆိုးမှသွားရမိုးလိုက်လို့ရဆိုလို့ဖို့လဲမမန်းဓမ္မရေတဲ့ကြာသွားပါလေရောအဲ့ကစားပြီးဖုမေရဓမ္မဆုံးဆိုတာ